ာဗမောဆရာတော်ကြီးတရင်သုံးတယ်လို့ဦးဇင်းတို့အဲ့လိုသိရတယ်ပေါ့နော်မီတော့မမီဘူးပေါ့ဗျာဟောပြီးစူဖရာကြီးနေသွားတဲ့ချောင်းလို့လည်းသိရတယ်ပေါ့နော်ចောင်းကြီးလို့လည်းအဲ့လိုလည်းသိရတယ်ပေါ့ တက္ကရာမပေါင်းတို့ဝိုင်းဝန်းပြီးတော့ဗောလေထိမ့်သိမ့်နေနိုင်တော့ပိုကောင်းတာဗောဒီဘရော့ကြောင့်ရေလို့ဥတီပြီးတော့လူရှင်ရေလို့တော့မလာဘူးဗောနော်အဲလိုမရှိသလောက်ဗောဗောဗောခုချိန်မှာသုံးခံမစားတဲ့အတွက်ကိုယ့်အကူပဲချက်ပြုတ်ဖုံးပေးရတာအဲလိုခက်ခဲမှုလေးတွေတော့ရှိတာဗော ဒီတော့နိုင်တယ်လားဒီတော့ထိထိရောက်လေးကုညီနေလာကူတာပါဗျာဟုတ်ပါဗျာနိုင်တယ်တော့ပေါ့ဗျာလောဟာဒါနာလေးနိုင်နိုင်တော့လေလောဟာဒါနာလေးပေါ့အုပ်ပုံပုံထားတဲ့အုပ်ပုံရဲ့နေရာမှာအုတ်ခုံလေးရှိသေးတယ်အဲ့ဒီအုတ်ခုံလေးကအစာဦးလေးပေါ့အစာဦးလေးက ဟိုပြက်စီးသွားတယ်ပေါ့နော်အဲ့ဒီတိုက်ကြီးပြိုလိုက်တဲ့အတွက်တိုက်ကြီးကနေပြိုပြီးတော့အဲ့အဆောက်အဦလေးပေါ်မှာပြီးတယ်အဲ့အဆောက်အဦလေးပေါ်မှာပြီးတဲ့အတွက်တော့အဲ့အဆောက်အဦအတွင်းထဲမှာရှိတဲ့ပရိဘောဂတွေကစပါလေအကုန်လုံးပြက်စီးမှုတွေအကုန်ရောက်ကုန်တာပေါ့တိုက်ပြက်ကြီးကပြိုပြီးတော့ငုံသွားတာပေါ့နော်ဖုံးသွားတာပေါ့ငရင်လှုပ်တဲ့အတိုင်းဒါဆိုတော့ဦးဇင်းကကြောင်းထဲမှာနေတဲ့အတိုင်းဒါဆိုတော့ပြင်မကတော့ထွက်လို့မရတော့ဘောနော် မရတဲ့အတိုင်းဒါကြောင့်ထွက်ပရင်းမောင်းကနေကြည့်လိုက်တဲ့အခါကျဒီလိုစာအုပ်တွေပြူတာတွေအစာအကုန်တွေ့မြင်နေရတာပေါ့ဒီအားကြီးမပြိုခင်ကတော့အတ်တော့အတ်တာပေါ့လေတနေ့နေ့တစ်ချိန်ချင်းတော့ဒါပြိုတော့ပြိုမှာပေါ့အပေါ်မှာတင့်မြစ်တွေပေါက်နေတာဟုတ်တစ်ပင်တွေကထိုးတဲ့ပြီးတော့ပြိုမယ်ဆိုတော့ခံမှန်းလို့တော့ရတာပေါ့အဲ့ထဲမှာတော့အဲ့လိုအန္တရာယ်များတဲ့အတွက်နေလည်းမနေဘူးပေါ့ဘာမှလည်းမရှိဘူးပေါ့နော် အဲ့လိုအဲ့လိုအနေထားတော့ရှိတာပေါ့ဒါဗမော်ဆရာတော်ကြီးတရင်သုံးတယ်လို့ဦးဇင်းတို့အဲ့လိုသိရတယ်ပေါ့နော်မီတော့မမီဘူးပေါ့ဗျာအဲ့လိုလေးလည်းတရင်သုံးတယ်လို့လည်းသိရတယ်ဟောပြီးစူဖရာကြီးနေသွားတဲ့ချောင်းလို့လည်းသိရတယ်ပေါ့နော်ကျောင်းကြီးလို့လည်းအဲ့လိုလည်းသိရတယ်ပေါ့ပြောပြောစံကြားဘူးတယ်ပေါ့နော်ရှေးအောင်ပြည်စည်းအနေထားကိုဆုံးရှုံးမှုဖြစ်သွားတယ်ဆိုတော့စိတ်တော့မကောင်းဘူးပေါ့အဲလက်ရှိအနေထားလေးကို ဟိုမပြည့်စည်အောင်မယိုယွင်းအောင်ပြန်လဲပြီးတော့ဟိုပညာရှင်တွေနဲ့ရောဒါအလူရှင်နေနေရောစာရန်စာရန်ပုဂ္ဂိုလ်တို့တော့အာနာဝင်ဖွဲ့စည်းပဲဖြစ်ဖြစ်ပေါ့ဘလို့ပဲဖြစ်ဖြစ်သာသနာရေးနဲ့ပတ်သက်တဲ့လောကန်ဆောင်ရွက်ကြတဲ့တရားဓမ္မပေါင်းတို့ဝိုင်းဝန်းပြီးတော့ပေါ့လေလူထိမ့်သိမ့်နေနိုင်တော့ပိုကောင်းတာပေါ့အဲ့လိုလေးတော့စန္ဒရှိတာပေါ့ တောင်ယိုးဒေတာဆိုတော့ဒီနေရာကတော့ဟိုခြိုက်တယ်လေခြိုက်တယ်ဂျောင်းလဲလေဂျောင်းလဲဆိုတော့လူလူအသွားလာတော့နဲတာပေါ့နော်လူအသွားလာနဲတယ်တရားဓမ္မဝင်ထွက်နဲနဲတယ်အနဲတဲ့ခါကျပရိယပရိပတ်ကလေးတွေဒီမှာသတင်းသုံးနေတဲ့တန်ဃာတွေသူပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်ပေါ့အဲသတင်းသုံးတဲ့တန်ဃာတွေဟာအလူပရိယပရိပတ်ပိုင်းဆိုင်ရာလေးတွေတော့ဟိုစိတ်တိုင်းကြလှုပ်ချိန်ရတယ်ပေါ့လေနော် ဝေယဝိဆမများဘူးလူမှုရေးကိစ္စဝိဆအဲအဲ့လိုမများဘူးပေါ့ဒီဘရောကြောင့်ရလို့ဥတည်ပြီးတော့အလူရှင်လို့တော့မလာဘူးပေါ့နော်အဲ့လိုမရှိသလောက်ပေါ့ဘောပေါ့အဲကိုပါကူပဲရက်တည်ရတာပေါ့နော်ကိုပါကူပဲရက်တည်ပြီးတော့ဟိုခုချိန်မှာဆုံးခံမစားတဲ့အတွက်ကိုပါကူပဲချက်ပြုတ်ဖုံးပေးရတာပေါ့အလိုလေးပေါ့ အလိုခက်ခဲမှုလေးတွေတော့ရှိရပါဘူးအမေမလျော်ပဲနဲ့ပေါ့နော်အဲကိုရှောက်မဲ့လမ်းလေးတွေကိုမှန်မှန်ကန်ကန်လေးတွေရှောက်ပြီးတော့အဲတတိဝရိယအတိစိတ်ကလေးတွေနဲ့နေထိုင်ကြင်ကြံကြိုးကိုအားထုတ်သွားရင်တော့ပိုကောင်းတာပေါ့နော်အဲအလူမျိုးလေးတွေပေါ့မျောလင့်ပါတယ်နော်ဟုတ်ပါပါဘုရားလေးဟုတ်ပါပါကျောင်းနေကြတယ်ဟုတ်ပါပါ